ကိုဆရာဘုရားကလာဗာပြောလဲဆိုတော့အမြန်အကုန်သိတယ်ဥစ္စာလည်းစကားပြောခဲ့ပါလေကျောင်းနဲ့ဦးမလေးရှားမှလည်းတွေ့ခဲ့ပါလေသူဝှက်ခဲ့တဲ့သူ့အကြောင်းလည်းသိပါတယ်ဆရာတော်ဟုတ်တယ်တခါကျရင်ဈေးငါမိုင်တော့ပေါ်ရတယ်ဒီငါမိုင်တော့ဒါတော့အရှင်သူရိယအကောင်ကလွင့်နေတာကဓမ္မမိတ်ဆွေတိုက်ရိုက်ကြည့်လို့ရပါတယ်။ဆိုတော့တာသာပါတော့ကြည့်လာမှာကြည့်တယ်လည်းရှိနေတယ်လို့အင်းအဲ့တော့ဘုရားပုံညာဒါကိုသူကတော့ခမင်းသားကတော့ဦးစင်းကို ခေမင်္ဂမဟုတ်ပါဘူးခေမိတ်တရပါအဲ့လိုပါဠိတော်လေးဟုတ်အမြဲတမ်းအမားဖြစ်နေတာခေမိတ်တရနောက်ကလေးเนาะဆိုတော့ဒီငန်းနဲ့မိသိမိသိကောသမီးတတာနော်ဤသိဝင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အရိယမန္တန်တော်ရဲ့ကျောင်းဆရာတော်အရှင်သူရိယမဗုဒ္ဓဂုံရီဆရာတော်ရဲ့မိမရှုပ်တော်ပုံကိုဖွင့်ချလိုက်ပြီးနောက်ဗုဒ္ဓဂုံရီဆရာတော်ကိုတိုင်ဟုတ်မှတ်မှုမရှိဘူးပြန်လည်ဖြည့်ရှင်းလာသည်မူ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာအကြီးရမန်တိုင်တော်ရစီရတော့အရှင်သူရိယဟာမိမိကိုယ်ကိုယဟန္တာအဖြစ်သမုတ်ခြင်းဖျားအုံးမပါတဲ့တရားဒေသနာတွေကိုဖန်တီးဟောခြင်းတို့ကြောင့်အတ္တမဝါဒီစီရတော့အဖြစ်တန်ခါနာယကအဖွဲ့မှာဆုံးဖြတ်ထားပြီးဓမ္မဆက်နဲ့ဆုံးဖြတ်ချက်ကိုအရှင်သူရိယကလက်မခံဘဲရှောင်တိန်နေသည့်အတွက်

ခင်မိတ်ကပြောသွားတဲ့ဥစ္စာမျိုးပေါ့ဒီမချိနဲ့ထားရဲ့ဒီကလက်ခဲတဲ့အကောင်ကဒီပတနာကြီးတော်ကြီးပြောပြတာပေါ့လေဒီလိုအကောင်ကတော့ဥစ္စာလောက်ထားတာပေါ့ခင်ရရပါလေဘူးနိုင်မနာနဲ့ဓမ္မမိတ်ကြီးတွေအညာဆက်တွင်တော့ဒီမန်းတော့လည်းမသိတော့ဘူးဦးဇင်းမေတော်ကနံပြောတာရဲ့ဒါကြောင့်ဦးဇင်းနံပြောတာအေးတော့ဒီနေ့ငါနေလိုက်နေ င်္ဂလာပါဦးစင်ဘုရားကိုဆရာတော်ဟိုအခုလိုဥတုရိယခေါ်ဦးနာမည်ဖြစ်တဲ့ဥတနာအဲတာနာတော်မှာလုတ်တနာကိုလောက်ရမှာဦးလုတ်တနာကြီးလုံနေအတွက်ဆရာတော်ကြီးလည်းစိတ်မကောင်းဖြစ်ပါတယ်ဦးစင်ဘုရားကိုဆရာတော်ကခုနပြောလို့ပဲအခုလိုက်ပြနေတဲ့အခါမှာပဲပြန်ပြီးတော့လိုက်ပြတယ်လို့လုတ်ထားမှမဟုတ်ပါဘူးခုနပြောလို့ဟိုဒီလိုလေးလုပ်လိုက်ချင်ပါသေးတယ်အခုဒီလိုဖြစ်နေတာပါဦးညာအဲ့ဒီနေ့ပတ်သက်လို့ဦးစင်ဘာမှလည်းမတင်ပါဘူး ဒီမိကအမှန်နဲ့ပြောရင်ဘာသာကြားလို့ညီကင်းနဲ့ဘာကိုဘယ်လိုချက်လို့ရမလဲအတန်နဲ့တွေ့ရမှာပြေဟွန်းကျွန်တော်ဓမ္မမေဆွေတွေသိစေချင်လို့အခုလဲဦးဇနာတာနာအတွက်ဦးဇောက်စာတွေရိုက်ရှာမယ်ဆိုရင်လိုက်ရှာလို့ရပါတယ်အပွဲလာရှာသူအရှင်သူရိယဆိုပြီးတော့ YouTube မှာလိုက်ကြည့်လို့ရပါတယ် Now ပြောချင်တာကတော့တိုင်းတန်ခါနာကအဖွဲ့ကိုဦးဇင်းတို့စာတင်တဲ့အခါမှာအောက်ပြေးအောင်ပဲအဲ့ဒါမှဂျားထဲမှာညှပ်ထားတဲ့မလုတ်ကောင်းတဲ့အလုပ်ကိုလုတ်သွားတဲ့စာရွက်တွေ ဒါယဟန်တပါမနှုတ်ကောင်းတာလေနောက်ဆိုအဲဒါလေးရပေါ့ဒါလေးရအစားအဲမကြည့်တော့ကြောင်းနေဖြစ်နေလိမ့်မယ်ဖဲတဲ့ဝက်ကိုနှက်ပြရင်ဒါယဟန်တပါမနှုတ်ကောင်းတဲ့အလုပ်ဦးစင်းကိုတရားစွဲစဉ်တော့ကကြောင်းနေဖြစ်ပြီးတော့ဒါမနှက်ပြဦးစင်းကြောင့်ကထိန်ဆိုတော့လေဓမ္မမင်းစရိသိသိချင်းတော့ပါတရားသူလက်မမထိုးပဲပြောပြောကြောင်းဝင်လူတွေလုတ်ပဲပြောပြော တစ်ဖက်မှာဦးစင်းကိုတရားစွဲတော့စာချုပ်ထဲမှာကြာတရက်နေတယ်အဲဟိုတိုင်တာဒီမှာကြာနှစ်ရက်နေတယ်အဲ့လိုရက်တွေလဲလွဲထားပါတယ်ဒါလေးပြောပြရင်ပြီးမှာမဟုတ်ဘူး ခင်ဗျားတော့တနာပါလေဒါရီယာရဟန်းတော်မလောက်ကောင်းတဲ့အလုပ်ဒီနဲ့တန်ခါနာကဆရာတော်တို့ဒီမရိယာမန္တန်ရိတ်သားတို့ဒါလေးတွေလည်းမြင်ဘူးအောင်ပြချင်နေကြတယ်။ဒါောင်းလေးဦးစင်ကဟိုစားတိုင်းတန်ခါနာကောက်တိုင်ချလို့တိုင်းတန်ခါနာကသူ့ကိုခေါ်ယူပြီးတော့ဆုံးမပြီးပါဘူး။ဆုံးမတဲ့အပြင်သူလက်မှတ်ထိုးထားတာပါ။အဲ့လိုလက်မှတ်ထိုးပြီးကမှဥစ္စာကဓမ္မအဲ့ဓမ္မဝိနည်းစီယာကိစ္စပြီးသွားတာပါ။ဆုံးပြပြီးရဲ့အခုနောက်မှလည်းသူခင်ဗျားကဥစ္စာမချိနိုင်မအင်းနိုင်ဖြစ်နေပါတော့။ဒါကအခုဆက်ပြီးနားထောင်ကြည့်ရတယ်။ဟိုသူ့ကိုဟိုအပီးနေတဲ့ဘောနဲ့ဥစ္စာတော့ဝမ်းနဲ့တာပါလေ။ တည်ရင်တည်းဘုလို့ကြောင်းတော့မြန်မာနိုင်ငံတကာလုံငန်းလုံးရဲ့ဝိလာဆောင်ပြားတောက်ကရှိတဲ့တန်ကြီးရတာဘုလို့ကြောင်းမှလာပြီးဝိဆောင်ပြားနေပြီးမှာဒီဝလာကြောင်းဆိုလာသူ့ဆရာတော်ကဝလာဘာပြောလဲမမြအောင်တည်တယ်ဒီနေ့လည်းစကားပြောပြပါရတော့လည်းဒီမလေးရှားမှာပြောပါတယ်သူဝိခဲတဲ့သူ့ကြောင်းလည်းပြီးပါတယ်ဆရာတော်ဟုတ်တယ်ခါကြိုက်ဒီမှာမိုင်တော့သွားတယ်ဒီမှာမိုင်တော့ဘူးဒါတော့အရှင်သူရအောင်မှာပြင်ရမှာတမန်မေဆိုတိုက်ရိုက်ကြည့်လို့ရပါတယ်ဆိုတော့တန်ထားမှာကြည့်လာမှာကြည့်ရလို့ရှိနေလို့ပါတယ်ပေါ့အဲ့တော့ဘုရားကုံညာဟိုသူကတော့ခမင်းကတော့ဦးနေကိုခမင်းကမဟုတ်ပါဘူးခမင်းတလားပါအဲ့လိုပါတီတော်လေးပဲအမြဲတမ်းအမှားဒါက ဖြစ်နေတာခင်မိတရာကျွန်တော်ပြောသေးတယ်ဆိုတော့တင်ငန်းအဲ့နေသိနေသိကိုယ်ကစတဲ့ကတော့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 တရားကျင့်နေတယ်ဆိုရင်တော့ဘုလိုကြောင်းမှာဒီမှာတရားကျင့်တာတော့မတင်နိုင်ဘူးလို့များတရားကိုတကယ်တော့ तू ဖိတ်လို့အသွင်သွားခဲ့တာဟာအချိန်ချင်းဖိတ်တာပါဖုံးမြန်လေးခဏခဏဖိတ်တယ်ကြောင်းရောက်လာလာခဲ့မယ်လို့ပြောပြီးတကယ်သွားကြမှာ तू ကြောက်ရမ်းရမ်းပြီးတော့အဲ့မခံနိုင်နေနဲ့ဥစဉ် အကုန်လုံးတိခံပြီးတော့တကယ်လုပ်ခဲ့တာပါ။အဲကြောင့်လဲဆိုတော့ယောက်ျားဆိုတာရဲရဲနဲ့လို့တိခံကြရှိနေတိခံနေ။အဲ့လိုပဲသူဦးရောင်လာတောင်းမှန်မှာဆိုလို့ဦးရှင်ကိုစောက်တိပြေးလို့ရန်ပြီးပါဦး။တောင်းမှန်ခဲ့ပါ။ဟာ။ဟုတ်ကဲ့။ဟုတ်ကဲ့ဆိုတော့ဟုတ်ကဲ့ပုံကြီးဒီတော့ဝှက်ဆောင်ရအဲ့ဒီကဝှက်ရဲ့ဘိုင်ကိုသူကတော့ဟိုကတော့မှာဝှက်ဆောင်ပြရမှာ။ ဆောင်ပြရမယ်ဆိုရင်ကမောင်ဝညံ့မှာပေါ့လေပြန်ပြကမောင်ဝညံ့ပြီးသူ့ရဲ့ဟာဒီကိုဆောင်ပြတလာခွေးတော့ကြာပြီလို့ပြောတယ်။ तू ကသူ့ကိုသူကနှုတ်ရတာ तू ကဦးနေရတဲ့အလိုဆုံးနေပေါ့နော်။ရုံးမှလည်းစိတ်နေတယ်။သူ့ရှိကိုလာတယ်။ तू ဝစ်ဆောက်ဝါရင်းကနာစကားမပြောဘဲနဲ့ဝစ်ဆောက်ပြီးနေပါလေဆုံမာတဲ့ပြီးပြီးနေတာလေ။တော့ဝစ်ဆောက်ပြီးတဲ့ဆိုတာကဘာလဲ။ तू ဒီမှာရှိနေတယ်ကြက်တော့အပြစ်ပေါ့။ကမရုကမောင်ဝနဲ့လက်ကိုက်ကြီးလာတော့ညဉ့်ညနေစကားတွေပြောမိတာမျိုးတော့ဒါတော့အတိတ်ဆုံးပေါ့။ तू ကလည်းပြောတာ तू ရဲ့မေတော်ကြီးနဲ့ချက်ဝစ်ဆောက်မှလည်းဟိုမှာငါပတိမှာရေချိုးကြီးနဲ့ကိုက်ကြီးနဲ့ကိစ္စကြောင့်မို့လို့လုပ်တယ်ပေါ့။ဒါတော့အကြောင်းပြတယ်ပေါ့နော်။အဲ့ဒီခါလေးပဲ तू က ဝိစောက်တင်ရလို့ပဲအဲ့ဒါလေအဲ့ဒီကချစ်ချင်တော့ဘုလိုကမရည်ရွယ်ပဲနဲ့သူကလည်းဝိစောက်တင်နေချင်းသူကမတိလို့တော့တိတော့တိတယ်ခင်ဗျာဒါပေမဲ့အဲ့ဒီတော့ဘူရအောင်ချင်ဘူရမဆင်တော့ရိုးရဲနေကြီးပဲဟိုကျွန်တော်ကဝိစောက်တင်နေတော့တော့ဘာတယ်လဲလိမ့်မယ်ဒီကနေ့ရှောင်းနေရတယ်သူကအဲ့ဒါအဲ့ဒါကောင်းလည်းမရှိပါဘူးလမ်းချုံကြည့်တဲ့ဝင်လိုက်တဲ့ကိစ္စပဲလမ်းချုံမဲလို့ပြောတယ်အတိလဲတိတယ်လို့ပြောတယ်အခုလမ်းကောင်းရမပြောတယ်ဒီလိုပြောပါလေဒါကိုတိအောင်လည်းပြောပြတယ်ဒီကနေ့ဝင်မပါကြပါဘူးမနေ့ကစကြောင်းကထိမှာအားလုံးကဓမ္မမိတ်ဆွေတွေအားလုံးနဲ့လာမိရပါတယ်အမောင်လေးကနေနေတဲ့လူသားပြောရစကားကိုဦးဇင်းတို့ပြုံးပြုံးရှင်ရှင်နားထောင်ရင်းဒီကြောက်တာတနားကြီးကြော်သွားပါပြီ တယ်။အဲ့ဒီကနေကျရင်သူကဘုဆောင်တည်နေလဲဆိုအကန်နာလို့ခေါ်တပြစ်သားဘယ်လိုပေါ်ကနနာကျော်ဟေးအဲခုနလိုခုနပြမေရိုအင်းနဲ့ကိစ္စအားနဲ့ဦးစင်းဒါအရင်ကဟိုရခိုင်ငပြီသွားတဲ့ဟာလေးကိုပြန်ပြောတာအဲ့လိုပါပဲဒါကလည်းလူတိုင်းမှာဝတ်ဆောက်တည်နေရင်ကောင်းတယ်ဒါပေမဲ့အဲ့မှာဝတ်တည်သဘောကိုသူကနားမလည်ဘူးစားမတတ်တော့ကြတော့ဝတ်ကအတင်းချလုပ်လို့ရတယ်ဆိုရယ်သူမသိဘူးအဲ့ဒါတော့သူကတရားရှိပြီးွားတယ် အသက်တရာတိကိုတကယ်ကိုရင်းနှီးရတဲ့ဆရာမကြီးတွေပါဘာနဲ့ချတာလဲအချိန်မှာသူကထန်တာပေါ့ဘာနဲ့ချတာဆိုတော့အစ်သားလို့ခေါ်တယ်။ရဟန်းပုံမှန်ရဟန်းနေရှင်ပြီးတော့ဘယ်လိုမထိုင်ရဘူးဘယ်လိုမထိုင်ရဘူး။ဟောဒီဘက်ကပကတက်တဲ့နော်ပကတက်ကပကတက်ပဲ။ဆန်သားဆိုတာကြည့်လို့ခါတော့ဒီလိုထုတ်ပေါက်ထားတယ်။အားလုံးကပြည့်စုံပါဘာနဲ့ချတာပြီးတော့ဆက်ပြီးပြီးတော့သူကတန်သားဖြစ်နေတယ်။အဲအဲ့တော့သူကတည်တယ်မတည်ဘူးမို့။အဲ့ဒီလိုမျိုးတပြည့်ကဘာနဲ့ချတာလဲအချိန်မှာတပြည့်ကအဲ့ချိန်မှာပြန်ပြစကန်ဖွင့်နေတာပြစကန်ဖွင့်နေတော့ဦးဇင်းကညပြန်မနေချပြန်ပြီးတော့ဒကာဒကာမတွေကိုတင်ပြအဲ့လိုချင်းကာလမှာ ဲ့ဒီညနေမှာပြေးမှာဒါပေမဲ့ဦးဇင်းတက်ခံလိုက်ပါလေတူတူတန်းတန်းတူတော်ကောင်းပြီးပြီသူ့လည်းတကယ်ကိုရဟန်းကောင်းတစ်ပါးရဲ့အဲလောက်ရမယ်အာဂန္တကဝိဒီဦးဇင်းကလည်းအားကြီးဝါနေတာပဲဦးဇင်းကအရင်ကလောင်းလက်ကလေးချပြီးလာတာအဲ့ဒါရှိပါလေဦးဇင်းစက်ထဲမှာရှိတယ်အဲ့ဒါကြီးသူ့ကိုပြပြီးတော့မနေရင်တော့အခုလည်းလောကကြီးလည်းဆုံးဖြတ်ပြီးပြီဒါပေမဲ့တိအောင်တော့ပြမှာဖြစ်မယ်ဆိုဓမ္မမင်းကလည်းပြမှာအခုလည်းဟိုဒီမှာရှိတဲ့ကျောင်းလာရှင်းပြပါဦးဇင်းလိုက်မလာကြအောင်ပေါ့ဝိရောဝချီဗီဒီယိုနဲ့နော်ခုတစ်ခွေလုံးကခရော့ခဲ့တော့ခရော့ခါလို့မရအောင်ခရော့ခါရင်ပါပြတ်ဘုတ်ပြတ်သွားဘုတ်တော့ဝင်လို့ခရော့လိုက်တဲ့အတွက်သာဘုတ်ပြတ်သွား ตัวเล็งไล่လင်းကားတော့တိတ်လားလင်းလည်းမနေကြတာအဲ့ဝစ်ပြတာကိုထပ်ပြီးလုပ်ကြည့်တာအဲ့လိုဦးဇင်းကလည်းလက်ကိုဆက်ပြီးတော့ဦးဇင်းကဝတ်ဆပ်ပြီးထားတယ်မနက်ချတာဖြစ်တဲ့ပဲတော့ဟာလည်းဝင်မှာပါတယ်မမစီဒီလိုဦးဇင်းကဦးဇင်းကရဲ့တန်းထိုင်နေဟာအဟုတ်လားမဟုတ်လားဆိုတာကတို့တကယ်တော့နော်လေကတိကြည့်တဲ့ရဟန်းတွေမဟာဝိရရာမဆက်ရတဲ့ပေါ့နော်တကယ်ဝတ်ဆပ်ပြီးတဲ့ကိုတော့မဟာဝိရရာမှာဒါဟာမဟာဝိရမှာတော့ဝတ်ဆပ်ပြီးရတာမဟာဝိရရာမှာသွားပြီးတော့ဝတ်တင်ဝတ်ချလုပ်တာပါကိုလေးအခုတော့ကိုသက်နိုင်ကြီးရဲ့ကိုကိုချက်ကတော့ယူဖို့ရှင်ကကရဟန်းအောင်ရမ်းမြတ်မှုဘူးလေသူရှိကိုလာနေတော့ဘယ်တော့တာတဲ့ တော့မဟုတ်ဘူးတပည့်တော်ကိုစုမိတာယူသိရတာတဲ့တိတိနေရှင်ကလာပြီးတော့တပည့်တော်နိုင်ကျင့်တယ်ဗောလေဒါပြည့်သူရဲ့အဲ့ဒါကိုတန်းအားဖြစ်တဲ့အချိန်မှာညာတကန်းဖွင့်ထားတာပါအဲ့ဒါဒါကူစားအပေါ်မှာလည်းတကယ်ကြီးပြန်ပြောတာပါဘုရားကတော့နော်မနေ့ချတာလေဆိုတာကသူကအဖြစ်သားတန်သားလို့ခေါ်တယ်ဦးကပကတ်တဲ့ရဟန်းဖြစ်တယ်ပဲနော်ဒီကစားတယ်ဘယ်လိုပကတ်တဲ့ရဟန်းဖြစ်သွားကြလဲဦးအချောင်းနဲ့ဝင်လာပြီဆိုတာလည်းဆောင်းမတက်ပြီမတက် ့ပြီးအတိအကျဘယ်ကိုဖုန်းလဲဆိုတော့တကယ်ကတော့ဘာကဘာကဒါဆိုပြီးနေတဲ့ချိန်မှာညလာတယ်ပြီးတော့ဟိုတရားစခန်းဖုန်းနဲ့ချိန်လေးပဲသွားတာလေပြီးရင်တမားလေးကြောက်မှနေတာဆိုပြီးတော့ထပ်လေးနေတယ်ဘုက္ခကတကယ်လည်းတမားလေးနေကြောက်မှနေတာပေါ့ကွာပြီးတော့သွားတဲ့ချိန်ညမှာအဲ့ခံတုခံတယ်မှာတကယ်မတယောက်ပါလားဟုတ်ကဲ့လားအလူ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 ပြောရဲတာဘုက္ခကလည်းလာမယ်ဆိုလို့ထိုင်းပြီးစောင့်ပေးရတာဝင်လာပြီလို့ဝင်စားပြီးတဲ့အချိန်မှာလည်းသူအချိန်မကောင်းဘူးလေသူလို့ရှိလို့ဒါလေးဆိုတာအတိအကျသူအဲ့လိုမျိုးတာသူကစားကပြောနေပြန်တယ်သူကိုယ်တိုင်ဦးဇင်းတို့ကဒီလိုကတော့ဝန်ကြီးပါနေတယ်တော့မသူမသိဘူး အဲ့တော့မမရှိနေလားလေအဲ့တော့သူကဟုတ်တက်သွားတာပေါ့နော်အဲ့ဒါလည်းလည်းဟုတ်တက်သွားလို့လည်းသူကိုယ်တိုင်ပြန်ပြောပါရင်တော့ကြတော့မဟာဘူးကြတော့သွားပြောသူအမှသွားပြောသွားဆောက်တဲ့ခါကျတော့ဟုတ်တက်သွားတယ်ဆိုပြီးတော့ကတ်ဆောက်ပါအဲ့ဒါလည်းကိုယ်လေးမသိလို့ပါမဟာဘူးကြတာပေးလိုက်တဲ့စာမှာ ရွတ်တဲ့အထက်မှာစာကျမ်းတွေလိုဝက်ကဖြတ်သွားတာကိုကပြည့်လို့သွားတဲ့ချိန်မှာဝက်ကရေးပြီးတော့မားခဲ့ပြီအရှင်မမအဲ့ဘောကစာတစ်ချောင်းပြန်နေခဲ့တော့အရာတွေအဲ့မှာထပ်ယူမယ်ပြီးတော့တရားကိုအဲ့တန့်စင်ခြင်းကိုလူချင်းကြတရားကိုပြောတာပြီးတော့ကန်ကန်ရှင်နေနဲ့ပြီးတော့ဒါကိုပြီးတော့ဟိုဘောတော့ဟိုတန့်နိုင်ကြီးတော့တော့တော့ပြန်ပြီးတော့ဟိုကတိကျတဲ့ရခိုင်အောင်ရှင်မတင်ပါနဲ့တန်ငါးလေးအကုန်လုံးတန်ငါးပါးလုံးကအကုန်လုံးဝိုင်းပြီးတော့ဝိညာဉ်နဲ့ဝိညာဉ်ကိုမရှင်းလို့မကင်းတဲ့ဥစ္စာကိုအမှန်ကြီးချပြတယ်เออโอเคตู้กูเนี่ยลาลุงอ่ะวินเนี่ยเฉยมาลาไปกวนลาชาลาอึกกันอยู่ลาไปแล้วปี้ลาไปตัวอ่ะนี่ทําไมอ่ะตู้ดิหาตู้เลงหาละดิตู้อ่ะวุจิวะมาวุจิวะเนี่ยไอ้มาโหบ่เนาะ ဒါဆိုင်မှာအဲ့ဒါကြောင့်ဝိပ္ပတ္တမဟုတ်ဘူး။ကတော့ခန္ဓာဝိပ္ပတ္တမဟုတ်ဘူး။ဟိုမှာသွားပြဝိပ္ပေလို့ဝိအချိန်ပြလို့သွားပြီးတော့သွားပြန်တဲ့အချိန်မှာဒီကိုယ်တော်တွေလည်းလာပါတယ်စကားပြောတယ်။အဲ့ဒါတွေလည်းဘာမှမဆိုင်ဘူး။အဲ့ဒါတို့ခိုင်းတဲ့အတိုင်းတို့မာဝူရလာပြည့်တဲ့နိစ္စနေတာအဲ့မှာတို့ညာကိုရွတ်ရတဲ့ရွတ်ဖတ်တဲ့အချိန်မှာအပေါ်ပိုင်းတစ်ပိုက်ကိုကြံပြီးမေ့သွားလို့အဲ့ဆိုအချိန်မှာပါလို့ဝက်ကကြီးပြန်ဆောက်တည်တိုင်းလာဆောက်တည်ပေးမယ်လို့ဆောက်တည်ရတာအဲ့လိုမဟုတ်ဘူး။ညာပြီးတော့အနိုင်ကျင့်ပြီးတော့အင်တာနက်ကဟိုအစိုးချုံတွေကလက်တီးထိုးလို့စိတ်ကအောက်ကန်းကြံနေတနာလို့ပါ။

ပါတပစီသူကြီးကငံမျိုးနဲ့ချွေးဝင်းနဲ့ဒါနဲ့ပူပြီးနားနဲ့လာမှာပါ။မောင်ချွေးကြီးကျူးစားပါဘူး။ဘမတော့ဒီညာကဒီညာကနားမလည်ပဲနဲ့တရားတွေပေါ်နေတယ်။ဆိုပြီးတော့ဒါဦးစင်းကိုဒီလိုမျိုးသူကဘေးလူတွေဝေဖန်တာတွေဘေးလူတွေကပုတ်တင်တာပေါ့။အဲဝန်ထဲကဘုရားဦးစင်းစပြောတာ။ဦးစင်းပြန်စပြောတာ။တနိုင်ငံလုံးတရားဟောနေတာ။လွယ်နေပြီလို့ပြော။ဒါပေမဲ့ကိုတော့ကိုကိုတက်နိုင်ကြီးရဲ့နာမည်မထည့်ဘူး။ဦးစင်းကခေါ်တဲ့နေရာမှာ။ဟွန်း။အဲ့ဒါကတော့တက္ကသိုလ်ဆိုတာကတော့ဒီမှာလူတွေကိုနားလည်ပြီးတော့တက္ကသိုလ်တက်ရမယ်တက္ကသိုလ်ပေးရမယ်လို့ပြောတာကတော့ဒီစာနဲ့မှာတုံးတာ။အဲ့တော့အဲ့တက္ကသိုလ်တက်ဖို့ဆိုပြီးဖို့လုပ်နေဆိုတဲ့ စကလုံးเนาะတနာပြတာဘာကြောင့်မတိလို့ဖြစ်တာเนาะအဲ့တော့ဒီတနာတနာညီကူရပြန်ရှာလို့ရပါလေဒီကူရပြန်ရှာတော့ကပုံမပြောပါဘူးရှာကြည့်လို့ရပါလေအကုန်လုံးခွေလို့စီစဉ်နိုင်ငံညာစီတိုင်းရတယ်ဒါလည်းအဲ့တနာဘာကြောင့်ဖြစ်တာလဲဆိုတော့ဒီပရမတ်တဘောနားလေလို့ဖြစ်တာလေတရားချင်းနဲ့နယ်ပရမတ်နယ်ပဲမှာကြတော့ဒီတနာဆိုတာစားလို့ဖြစ်တာမဟုတ်ဘူးမြေလို့ဖြစ်တာမဟုတ်ဘူးကြားဖြစ်တာမဟုတ်ပြောချင်တာတော့ရဟန်းကောင်းတွေလောက်ရမယ်အလုပ်နဲ့မလုပ်တဲ့အလုပ်ရှိတယ်အဲ့ဒါခုနကလိုပဲအခုဦးစင်းကိုလာပြီးတော့ဟိုတောင်းမှန်မှာဆိုတာဦးစင်းတောင်းမှန်မှာအဲ့ဒီတန်ငါးကြီးဆုံးငတ်သွားတယ်လေးလောက်လောက်ဘုရားကွင်လုံးလို့ပါလို့ပြောတဲ့စကားတွေဟာ ကိုအရမကြောင့်ဖြစ်တာကိုမသိပဲဥစဉ်ကိုဒီစာကိုကြည့်တယ်ရန်တပါမလုကောင်းတဲ့အလုပ်ကိုကိုကိုတိုင်းဥဆောင်လုပ်တယ်အခုအမှုဖြစ်တဲ့အခါကျကိုရင်းလာပြီးတော့တတိကံတော်မထွက်နိုင်ဘူးဒါကဘာကြောင့်ရှောင်းနေတာလဲဒါလိုပဲအမှုအရာလဲနိုင်ငံတော်တန်ခါမဟာနာကအဖွဲ့ကဆုံးဖြတ်ပြီးသားဖြစ်တယ်အဲ့တော့လေရဲဝင်ရင်ဆိုင်လိုက်ပါဦးဥစဉ်တော့တန်ခါမရရတဲ့တန်ခါတက်မယ်လို့ပြောနေကြတော့တကယ်လည်းကျတော့တန်ခါတက်ပုံတည်းဖြစ်စီဥစမောအမှန်လုပ်ပြီးတော့နေလို့တန်ခါဖြစ်ကြောင်းလည်းသိရမယ်တန်ခါချုပ်ကြောင်းလည်းသိရမယ်တန်ခါတန်ခါချုပ်ကြောင်းလည်းအဲ့တော့ပြောတာသစ္စာပါလို့ပြောပြီးတော့ကိုကိုယ်တိုင်ကနားမလဲတော့ဟိုအဝိဇ္ဇာနဲ့တန်ခါအရင်ခံနေသူနားမလဲဘူးအဲ့တော့သူကဟိုအင်္ဂါသဘောလည်းမသိဘူး အဲဒီအ내ကိုလည်းနားမလည်ဘူးဟိုပြောချင်လို့ပြောပြီးတော့ဒါဆိုတော့ယူနေပါအခုစားဓမ္မမိတ်ဆွေရလည်းပြန်တက်လိုက်ပါလားဆိုလို့ဦးဇင်းတွင်ပြတာပါဦးကြည့်ရသေးလေဦးတို့ကတော့လိုချင်တာအဝိစာဆိုတာမသိရဒါကလေးသွားပြီးတော့ဒါပဲတကယ်အချင်းနေပေမှာကြတော့ပြင်းညက်တဲ့ခါတနာလို့ပြောပြနေကြတော့လေအဲ့တနာဘာကြောင့်ဖြစ်ရလဲဆိုတာသိအောင်လုပ်ရတယ်မတိရတဲ့အဝိစာပဲအဲ့ဒါအဲ့လိုဆက်နေချာအဲ့ဆက်မမှားအဝိစာပဲအဲ့တင်းမှုကြောင့်အဝိစာမတိမှုကြောင့်ငါတနာဖြစ်ရတယ်အဲ့လိုပရမတ်နေပေမှာကြတော့ခန္ဓာဒီမတိလို့ဖြစ်တာဆိုတာဦးဇင်းကဒီလိုရှင်းပြချင်းပြပြီးတော့မှအဝိစာနဲ့တန်တာတကယ်ကြတော့တူတူပဲဆိုပြီးတော့ဦးဇင်းဒီလိုဟုတ်ကဲ့ ်ဆိုတဲ့စကားလုံးကိုဖြည့်ဖြည့်ခတ်လို့ပြီးတော့လိုရာကိုဆွဲပြောရင်တော့သူကအဲ့ဒါမှန်တယ်လို့ပြောတာလိုရာဆွဲပြောလို့လည်းမရဘူးအခုအခုစတဲ့တနာလူပဲဆိုရအောင်လေဘုရားကြီးဆရာပြောရမှာပါဘူးအခုတော့ကိုတက်နိုင်ရင်တရားနေတာဘုရားဆရာတန်ခါတော့ဖြစ်တယ်ဆိုတော့တန်ခါတော့ရေးရင်လည်းရေးဆိုင်နေတဲ့တနာလူပဲဆိုတော့အရှင်ပို့မှလည်းပြန်ထားပြီတမုတ်ကဝင်းကြီးတန်ဖြစ်စင်းရမှာပါအခုစားမသိမှုကြောင့်လည်းတနာအဲ့လိုအမောင်ကြီးကနေပြီးတော့ကျော်လာနေတာနိုင်ငံတော်တန်ခါမဟာနာကဆရာတော်ပြည်ကြီးတွေရောဝင်းကြီးဆရာဆရာတော်ပြည်ကြီးတွေရောအကုန်လုံးကိုအဲ့လိုဝေဖန်အဲ့လိုဥက္ကပြောနေခြင်းဟာမိမိရဲ့နှလုံးသားဘယ်လောက် ယုံညံ့တယ်ဘလို့အားနေနေလဲဆိုတာသိဖို့လိုပါတယ်ဘရက်ဘင်ဆိုတော့ငွေမရှင်းတော့တာပြပြအခုလဲဟိုဟိုအော်စီယာမဲတော့တန်းနေမျိုးရတာအွက်တာကြီးတယ်ဆိုတော့အဲသူရယူနေတာတော့အခုစားဟုတ်တယ်ဇွန်ဇွန်တစ်ဆကြာပြီတော့ ။အဲ။အခုလည်းတကယ်လို့ပြောရအောင်။ချင်းများကိုတပြိုဝိလာကျနာတယ်လို့မရှင်းပြလို့တော့ဘူး။ချင်းများကိုလည်းဗီဒီယိုပြန်ကြည့်လိုက်တာတပြိုခေါ်တဲ့ချိန်မှာတပြိုကအကုန်လုံးကြောက်ဘူး။နားဆောင်တဲ့လူကြီးကျင်းလုံးတဲ့လူတွေအကုန်လုံးကလူတီလို့ချမ်းသာမှုတွေအကုန်ရအောင်ရတယ်။အဲ။အဲ့တော့သူများပြောတဲ့နိုင်ငံတော်တင်ရမှာနားကြောက်ဖွဲ့တော့ဆရာအောင်မြင်ဆရာအောင်သူတို့နဲ့၆ရောက်တော့ခဏဆရာဖွဲ့ရအောင်။ရှင်းပြလိုက်လို့လည်းအခဏသိပြီ။ဒါကိုကိုတော်လေးအရင်ဖြတ်မှာဖြတ်ထွက်။ဒီတော့ကောင်းဆိုတာဒီတော့ကောင်းလို့လို့။ရဟန်းတော်ဖြစ်တယ်ကိုယ်ကတမနာရှာခံ။ အခုလည်းကိုစားလိုက်ပြန်ပြတာကတဲ့ပြန်ပြိတက်ကိုကြည့်ကြလို့ပါအဲ့မှာကြည့်ရတဲ့သူတယောက်ပဲရှိတယ်ကိုပါဝင်တော့မဲ့ဒီလိုချာရှိတယ်ဆိုတော့ယူမင်းပြောတာပါနော်ဒါကိုတင်ရဓမ္မဓမ္မပိုင်းတော့ပေါ့ဗျာလားတော့ဒီတစားကိုလည်းပြောပြတယ်နောက်ထပ်ပါတော့ကျင်းသွားမယ်အဲ့တော့သူကဟိုအရင်ဘုရားကိုပြောတာကိုခံရင်းနေတယ်ညင်းညင်းနေတာမဟုတ်ဘူးအဲ့တော့သူကဒါအမှန်တည့်ရင်အဲ့လောက်မပေါအောင်ဘူး ိုဘဝကိုတည်ပါအစင်းနေတော့ဒါကိုအများကြီးပြောတော့ထိုင်ပြောနေမပြီးဘူးသူတို့ဒါနဲ့နိုင်ငံတော်ကိုတင်ပြတော့သူ့ကိုအဲနိုင်ငံတော်တန်ခါမာနာကဖွဲ့ရနေပြီးတော့တိုင်းနိုင်ငံနာတော်ချပြတယ်အစင်းကပြင်းထန်ထွက်သွားတော့ဒီကိုယ်လေးကိုဆုံးမတာကိုတိုင်းနိုင်ငံနာတာလည်းအခြေအကျမဖြစ်ချင်လို့အစင်းပေါ်နားလေတော့အစင်းကမခေါ်ဘူးအစင်းကလည်းချင်တဲ့ဘာလို့လဲအထက်နိုင်ငံကြီးခြေကြီးဝါကြီးလက်ဝဲအစင်းဘယ်တော့မှလည်းမတုံ့ပြန်ဘူးအခုညီလေးမတောင်းကိုတော့နိုင်ငံတော်ပြီးတော့အဲ့ဒါကြီးမတိပဲနဲ့ဝေဒနာခင်မင်းကဝေဒနာပြီးတော့တခြားရဲ့ကောင်းကြောင်းခင်မိတ်တရာလို့ပြောတာခင်မင်းဟာဟယ်လိုအဲ့ဒါကြီးအခုမှပြသွားတယ်ဟုတ်တယ်ပြသွားလို့မင်းတို့ပြောတာအရင်ကလည်းအဲ့ဒါကိုဘယ်လိုပါ နေတဲ့အတွက်ကြောင့်ရှာတဲ့တွင်းရောအရင်မနိုင်မတတ်ရှိတာဟုတ်လို့အရင်မနိုင်မို့ရဆောင်ရမယ်လို့မပါဘူးပေါ့ဟုတ်ကဲ့ဆိုရင်လည်းအရင်ကပြရမနိုင်အားလေးတွေပါတယ်လို့ရှင်းလို့ရှိပါတယ်ဒါကြီးတော့မှာမှာရင်းကြီးတယ်ဒီလိုလိုတဲ့အဖွဲ့ရတယ်ဆက်တယ်လေပေါ့ပြရမနိုင်အားလေးမတတ်လို့ရဆောင်ဆိုးဆိုးပါကြပါအဲ့ဒါအပေါ်ကောက်ကြောက်ပဲပေါ်ရပါမယ်။နာပြောတာဒီလိုလေးနဲ့အဲ့ကနာသူပြောတဲ့အဲသူရဟနာလုတ်ပြီးတဲ့ကိုလေးကဒီကိုလို့မှတော့ငံငုံခဲ့တာပါ။ဒါနဲ့ဒီအခုခင်မိသားလေးအချိန်ရလို့ပြန်ရှင်းမယ်ဆိုရင်ဒါတော့ဥစဉ်ကိုစော်ကားဒါဖြစ်ပြီးမဲ့ so ai fa o ke me dra da ga ke me dra ba du wa le o nge di ba be da me tu a sa bi o ta a mai sa ke bi lo da ga le dong gan kwe o ya o ni ba o ဒီမှာကဆုံးဖြတ်ချက်ကြောင့်ကိုကားဝဲဆောင်ရှောက်တော့မယ်

ါတော့သူ့အပိုင်းမှာသူကတော့ဦးစင်ကိုလည်းဘုံဘုံပြတာတင်လိုက်တယ်အဲအဲ့ဒါလေးနားတောင်ကြည့်တော့ကောင်းတယ်ကိုပြောင်းလာကြတုံးတက်ပုံကြီးမဆိုးဘူးအဲသူကမဆက်ရှာကမှပါဒါကြောင့်ငါကုတ်တပည့်ဆိုတယ်မညာနဲ့ပြောရင်ဟိုရောင်မဆရာတော်ပြိုက်ရှိမှာဦးစင်ကိုလည်းရိုင်းခံပြီးခဲ့တယ်အဲ့ဒါကိုမစင်နာနဲ့ပြောလာအမှန်တကယ်ပြောရင်အခုလိုသူ့ပုံအောင်တောင်းဝန်ယူထားတဲ့သူတွေကလည်းဥတွေရဲ့အဆုံးအမကိုခိုင်းမယ်ဆိုရင်ဘလောက်ပဲကြည်ကြည်တနည်းတော့တွေးကြမှာပါအဲဦးစင်ရဲ့မိတ်ဆွေအဲ ်နဲ့ပြန်တွေ့ကြတဲ့အခါမှာသူနောက်ကိုမလိုက်ဖဲနဲ့ဟိုထိုင်ဝမ်ပြည်သားဖိုင်ပြည်သားဆိုလိုပဲပြောနေကြပြီမြေအကြီးကြီးကဥပဒေမှာအမောင်လောကရရှိမြတ်ပြနိုင်မှာဘူးသူဘလို့ပဲဘလို့ဟိုအပ္ပနာပါရီပြောဝီရဖွင့်ဘလို့မှန်းဘလို့ပြောမလဲခြေတော့ကတော့ဘလို့မှရှိမဖြစ်နိုင်တော့လူတွေမသိတဲ့တော့ဟောမြင်နိုင်ချွေးလို့တင်ရတာအမှန်ပါပဲအခုတော့အလုံးအနန္တတရားထက်ထက်နေတယ်ဒါဒါဒါသူ့ရဲ့နိုင်ဝက်ထွက်ထားတဲ့ခါဘူးပြန်ဖွင့်ပြီးတော့လုပ်ရတာဦးစင်းဆံလေးကြည့်လို့ရပါလေ လူပဲပြောပြောလိုက်ဆန်းနေဆိုတဲ့ကိစ္စနဲ့ဒါတော့ teacher စီစဉ်ရပါတယ်ဆိုတော့ဒီပုဇင်းလေးပြောလိုက်လေပုဇင်းလေးအခုနားမထောင်ဘူးပါဘူးဆရာတပည့်ဆိုလည်းမငင်းတာတလို့အဲဥမာဆိုပါဆိုခုနကသူလှုပ်လို့ဆရာအောင်မြင်လို့နဲ့ပြဿနာဆိုလည်းပုဇင်းတောက်လိုက်လို့သူခင်ဗျာဆရာစကားနားထောင်ပြီးတော့ တို့ရဲ့အမုန်းစိတ်တွေပေါ်မှာအခုလိုရသွားခဲ့ပါတယ်အခုလည်းသူလည်းစိတ်ချမ်းသာတယ်ဆရာအောင်ငယ်တို့လည်းအထူးကံမရှိတော့ဦးဇင်းတို့လည်းစိတ်ချမ်းသာတယ်တကယ်တော့မာနဒေါသလောဘတွေကလုံလောက်ပါတယ်အခုလိုပြန်ပြောဟိုဖြစ်စေချင်တာလေပြောကြလို့သာဦးဇင်းကလက်ပြန်ပြန်ပေးထတာပါဟိုတိစေချင်းတော့ပါအဲသူပြောတဲ့စကားကိုတိုက်ရိုက်နေအရှင်းကြီးရှုပ်တာတော့ဒီပြောတဲ့ဟာရဲ့လုံငန်းတော့သူတလုံးမှာတကယ်နဲ့မသိဘူးပေါ့နော်အဲ့တော့တကယ်တမ်းကျတော့လက်နဲ့မထိုးတဲ့အမှုက၆လပဲနော်အဲ့တော့သူတို့ တပည့်ဟာတွေကတော့6လမှ3နှစ်ထိဆိုတာရှိတယ်ပေါ့နော်။ဒါပေမဲ့ကုလသမဂ္ဂကတော့6လပါတော့ဒါမှမဟုတ်ဒါကတကယ်ဝန်ကြီးနဲ့မတန်လို့ဆုံးလုပ်နေဥပဒေနဲ့အညီဆိုရင်ကုလသမဂ္ဂကတော့6လလည်းဖြစ်မယ်3နှစ်လည်းဖြစ်နိုင်တယ်5နှစ်လည်းဖြစ်နိုင်တယ်ပေါ့ဒါသူတို့ဆွဲတဲ့အမှုတိုင်းခံရမှာပေါ့လေ။ဒါတကယ်သူ့လိုနေဆိုရင်တော့သူတို့ပြောတဲ့အမှန်ဝန်ကြီးနဲ့မတန်လို့ဆုံးလုပ်နေတဲ့ညီဝန်ကြီးနဲ့မတန်လို့ဆုံးလုပ်နေဥပဒေပေါ့။ဥပဒေနဲ့ညီတော့အမိန့်တရားကမှန်တယ်ပေါ့နော်။ဥပဒေမဲ့အဲ့ဖန်တီးမှုဆိုတဲ့အမိန့်လို့ရှိတယ်။အဲ့တော့အမိန့်တော့အမိန့်ကနေလာပြီးတော့မှအမိန့်ကိုဒါအမိန့်ကနေလာတော့ဒီအမိန့်တရားပေါ့နော်။ဥပဒေတော့ဥပဒေနဲ့မညီဘူး။ဥပဒေနဲ့ညီတယ်အမိန့်တရားဆိုရင်လုပ်ကောင်းမလုပ်ကောင်းလုပ်တယ်မလုပ်တယ်ဆိုတာကို့ အုံအောင်ရတဲ့နေရာကိုတောင်းယူပြနေတဲ့ဒကာဒကမတွေအမှန်တမ်းပြောရင်တော့ဟိုတတိရှိလိုပဲပြောပြောလူမြောက်လူပဲဆူဆူဒီအန်ဓမ္မရဲ့လောက်အမလောက်အတရားဆက်လက်ကြည့်ရမှာပါအခုလိုပြောသွားလို့ဒီမှုလည်းပြင်းအင်းလာနိုင်တယ်လို့အခုလိုခိမိတရာလေးရဲ့ပြောတဲ့အုတ်တက်ချက်ပေါ်မှာရောင်းနေနိုင်တာအားလုံးလည်းအပြုံဆဲနေကြတာပဲအားလုံးအသက်လက်ခံနေတယ်ဒါကြံရံကြောက်ရမယ်အဲ့ဒါထောက်ထားပါမယ်ရမယ်နော်ဘုနုကအနုဘွာရနဲ့ဘွာရနဲ့အမှုကိုဆက်ပြီးတော့ဆိုရအောင် အဲ့ဒါကတခုစီဆွဲထားတာတခုစီဆွဲပြီးတော့ဒါလည်းတင်လိုက်လို့ဒါအဲ့ဒါဖြစ်တာအလဲကျရင်တော့သူနာမည်လို့ပြောတယ်ကြားရပါမယ်သူကကြိုင်နေစာအုပ်တုပ်ထဲမှာဆွဲတာမဟုတ်ဘူးစာအုပ်တုပ်အခုထိသွားတယ်တော့ကြားမိပါလေဟုတ်မဟုတ်ကတော့ဆက်ပြောရင်ဆိုင်ရမှာပေါ့အဲ့ဒါဒီကိုမြန်ကျန်းနေလေးပြန်ပြောပြတယ်ကျန်းနေလေးပြောပြတယ်နော်ဒီလိုလိုမျိုးကြီးပြီမှာပေါ်နေစရာပွဲရတဲ့ဖွင့်နေစစ်စစ်ဒီခါရတယ်ဆိုတော့ဦးစင်းအနေနဲ့ဓမ္မမိတ်ဆွေတွေပြီးအောင်လို့အအများကြီးလည်းမပြောလို့ပါဘူးသူခင်ဗျာအယူချိပန်းဖြစ်နေရှာပါတယ် ပြန်ကယ်လို့ရမယ်ဆိုရင်ဦးဇင်းဘောကယ်ပြီးစီကျင်ပါလေ။သူကတော်ကောင်းစိတ်ရှိမယ်ဆိုရင်ကျောင်းလေးလည်းမဆုံးရှုံးအားမဝါနဲ့မထွက်ခဲ့ရင်သူကပုံမပြတ်နေနိုင်ပါလေ။သူ့ရဲ့ဒေါသမာနလောဘသူ့ရဲ့အတ္တကြောင့်ဘုကမြာဘယ်လိုစနေမလဲလို့ဦးဇင်းမပြောနိုင်ဘူးမဲ့။ဘုရားကိုရှင်အနေနဲ့ဘလောက်ပဲပြောချင်ပါလေ။ဘာသူအဲရှာရုံးမရှိတိုင်းပြောတတ်တာတော့ပြောပါစီတော့။ဘုရားကိုရှင်တာနာဆောက်ချောက်ရုပ်ခွဲတော့ကိုယ့်နှုတ်ကိုလုံးနေပါလေ။ခဏတရားစကံပြီးဆုံးနေညပါမယ်။အဲဒါမှမဟုတ်ဦးဇင်းတို့အကုန်လုံးကိုဆက်လို့ဒုက္ခနာရင်ဆက်လို့မပါလေ။ သူ့အနေနဲ့တော့မြန်မာနိုင်ငံမှာတရားပြလို့ဆိုတာမရှိနိုင်ဘူးသူတရားတွေလည်းလည်းစစ်စစ်ပြီးတော့လူမြောက်ပြဆိုရင်လည်းလူမြောက်နိုင်ကြပါစေသူ့အနေနဲ့ဒေါသရှိလို့ပြောတာမှခွင့်နဲ့ဒေါသကိုရင်ဆောင်တော့မရှင်းတာကြာပြီလို့အခုစားနည်းနည်းလေးသိသိချင်းတို့ပြောတာပါရှင်းလည်းမရှင်းလို့တော့ပါဘူးကိုမကအကျန်နဲ့ဟိုဘဝမှာတန်ဖိုးရှိတဲ့အချိန်ကြီးတန်ဖိုးရှိတဲ့အလုပ်ကြီးအလင်းထဲမှာလောက်ရလို့ဆရာတော်တမတော်ရဲ့ဆုံးမစကားတွေညာယူရပါတယ်အခုစားကအဲမပြောမပြီးမပြီးမမြည်ဆိုလိုပဲပြောတာဒီခဏခဏဖြစ်နေတော့အခုဦးစင်းလေးခင်မိသလားဟာဦးစင်းကိုရင်တော့မကြည့်ရသေးဘူးဟောအခုမကြည့်ရသေးဘူးတောင်းပြီးကြည့်မလို့သူပြောကမှ ခုဒါပို့ပြီးတော့ပေးချသွားတာပေါ့ဒါကြောင့်ဓမ္မမင်းစေတွေအနေနဲ့ဆက်လက်ပြီးတော့ပြောနိုင်တဲ့သူတွေပြောကြပါသူလည်းပြောရင်လည်းပြောပါသေးအခုလိုရှင်းတာလည်းအဲဦးစင်းရဲ့ကထိတ်မဲတော်ကြီးမဲတော်ဒေါက်တာမြတ်စင်ကဟိုးဦးရဖုံဖုံကြီးဖုံဖုံကိုတည့်ပြောနေတယ်အဲ့လိုကြည့်လိုက်ဦးမသူရှင်းပိုင်းတော့ဦးစင်းတို့မကြည့်ရဘူးသူဘာပြောဆိုတော့ဒါပေမဲ့စင်ပြင်းတော့ဒါနဲ့ပတ်သက်တယ်ဦးစင်းရှင်းပေးချင်ပါတယ်ဒါမှလည်းမရှင်းလို့တော့ပါဘူးအခုဦးစင်းကနိုင်ကနာပဲကြည့်နိုင်ကနာကလည်းတချိန်မှတနိုင်တော့ဒီကြော်တာရှိသေးတယ်ဟိုပြန်ထောင်းလို့ရရင်တော့ထောင်းပြီးတော့ပြန်ပြီးငါထောင်းပြရမှာပေါ့အချိန်ရှိရင်မလို့ဒါကြောင့်မပြေသူတော်ကောင်းတို့ ကျွန်မချက်လိမ့်မယ်ဒီကအင်တာနက်ရှိပါသေး။ဦးစင်းနေနဲ့ဘယ်လောက်ပဲပြောကြချင်ပါလဲ။အဲတရားစစ်ကိုတည်ရင်တရားစစ်ကြောင့်အေးချမ်းတဲ့ဘဝရရပါသေးလို့ပဲပြောပြပါသေး။ဘူးလဲဥတ္တရိယရဲ့တရားကြီးကြောင့်တရားရနေတယ်လို့ထင်နေတဲ့သူတွေနဲ့ဆက်လက်ပြီးတော့အထက်မတည်အထက်ပွေနဲ့သွားနေအောင်ကြိုးစားကြည့်တာ။ဦးစင်းတို့ဒီပေါ်မှာအထူးပဲပြောတော့နိုင်ငံတော်တဏ္ဍမာနာကအဖွဲ့ရဲ့ဝန်ကြီးတို့အထူးဝန်ကြီးတို့ကသုံးပြပြသားဆိုတာဟိုဒီလောက်သူပြန်ပြီးပုတ်ခတ်နေလာတဲ့အများကြီးလူဆရာတော်တမတော်ကြီးလည်းစိတ်မကောင်းပါဘူး။သူနားမှာအလူကြီးဂျာတီထောင်ကြီးရှိခဲ့ရုံနဲ့အခုဘယ်လောက်ရှိလဲဆိုတာဆက်ပြီးစောင့်ကြည့်ရမှာဖြစ်တယ်လို့ဦးစင်းတို့နည်းနည်းလည်း ဒီဝရလည်းဒေါ်ရက်ပြည့်ပြည့်ရှိတယ်ဆိုတဲ့စကားတစ်ခွန်းကသူအသေးခိုင်အောင်နားတယ်သူဝိသမဝိသာတော်ဟိုနားမဟုတ်ဝိသနဲ့တနာတော်နားမလဲပဲသူပြောနေတယ်ဒါဒီအတုမသူ့အကြောင်းသူ့ကံမှာဘုရားပင်ဆောင်နေတယ်လေသူတက္ကမကြီးကြီးနဲ့လောက်အောင်ကြည့်ပြတော့တမီအကြောင်းပြန်လာပါတုံ့ပြန်တဲ့သဘောမဟုတ်ပါဘူးလူစစ်စီမှာဆိုင်ရဆိုင်ရကသူတရားဆွဲတဲ့လိန်လေတဲ့ရက်ဒီပြန်ပြင်နာပြီးအဲနောက်ကြတော့အဲ့လိုပေါ့ဦးစင်းဟိုရင်းမြူယူအောင်ငငနာကဖွဲ့တူအတင်းတောင်းဆိုပြီးတော့သူတို့လှုပ်လို့အင်တာနက်မှာ Telegram မှာဟိုညနေငငနာကဥက္ကဋ္ဌနဲ့ တို့ပြောထားတဲ့စကားတွေတော့အပေါ်တက်လို့ညနေငါးငါးကောင်ဥဒါကစိတ်ပမန်းပြီးတော့ဘက်ကကြီးတကိတရက်ကြီးဆိုတော့လေဦးစင်ကသူ့ရဲ့တောင်းမှန်နဲ့ဦးစင်တောင်းမှန်မယ်ပွဲဦးစင်ကိုယ်တိုင်ကပဲတွားပြီးတော့ရောက်အောင်တောင်းမှန်ရေးပါတယ်တကယ်ကိုတောင်းမှန်တာစိတ်ချမ်းသာတယ်ဒါကြောင့်လဲဆိုတော့အမားအတွက်ကိုဝန်ခံတာကျွန်တော်ကောင်းအလုပ်ပါအခုစားနိုင်ငံတော်ကဆုံးဖြတ်တဲ့အမားတော်ဝန်မခံမဲထွက်ပြေးပြီးစိုးချုံကလက်တီထားပြီးတော့အယူချီပန်းပြောချင်တိုင်းပြောနေတာသူခံစားနေရတဲ့သူ့ရင်ထဲဥစ္စာတွေကိုဒုက္ခတွေကိုတော့ကနဲ့ရင်းအောင်ဘလို့လုပ်နေနေအခုကတော့ဆွေးလည်းမသွားဘူးဒီအခုနဲ့ရင်ဆိုင်ပြီးတော့လဲဆက်လက်ပြီးတော့ရှင်းတန်းနေအောင်ကြိုးစားမှာ တကယ်တရားစစ်တရားမှာကြောက်ကြွမတော်ပါဘူး။ဒါကြောင့်ကျူးစားပါ။နောက်ကြတော့ရင်းဆိုင်မှာအခုလိုပြောကြားပြတာနဲ့ဦးစင်းချောင်းကတော့ဝမ်မီဝဲကန်းဘယ်အချင်းစုကြွားကြနိုင်ပါလဲ။ဦးစင်းကတော့အမုံကြီးမုံမလီပါနဲ့။တကယ်တော့ဆိုင်ရဆိုင်ရကလုတ်သွားတာပါ။ဦးစင်းတို့ကချပြနိုင်ုံမှာပါပဲ။အဲအခုကတသက်လုံးမုံသွားတဲ့အမုံကကဘာမကြီးဥရန်ဖြစ်နေတာလို့သာဦးစင်းကတောင်းမှန်ပါတယ်လို့ပြောကြားရင်းဦးစင်းဘရက်ကရင်ဆရာတော့အပေါ်မှာလိုက်ပြီးလွှတ်နေတာအဲ၁၄ချိန်ကြောင့်ဖြစ်နေတူတယ်။ဝါရင်တွင်လုံးအခုလဲလွှတ်နေတာကိုတိတိနဲ့ဟိုကျောင်းက တက်ပြအဖွဲ့ရောပြန်နေလိုက်လေးဆိုပြီးတော့အချစ်စနုံးနဲ့အပြော်သဘောနဲ့အခုတို့စားဦးစင်းကပြန်လှည့်ပြတာပါဒီစောနာလေးရှင်းနေရလဲအချင်းချင်းညားလာပါပြီဘလို့ရှင်းရှင်းဖုန်းချပြလိုက်ပါမှာနောက်တက်ကောင်နေဆရာတပါပတိဆရာတို့လည်းဒီရအခုစတဲ့ဆက်ဆဲချင်းမပြုတ်မီးရလုံးထုံးလုံးမီးညားအပိုက်35အဲ့ဒီမှာလေခုနကသူ့ကိုခုနကသုံးဆောင်ကတိုင်းတွဲပြီးမဆွဲဘူးလို့အမှုကတစ်ခုစီပေါ့တဲ့ပြန်ရဲတင်လိုက်တာအဲ့တော့တွဲတင်တယ်လို့သူကပြောနေမှာမဟုတ်ဘူးတွဲတယ်ဆိုတာဟာအဲနှစ်ခုလုံးဒီမှာလက်ထုံဆောင်ပြောင်းမှာအဲ့လိုမပါဘူးနားမလည်တာပါ ာမတက်တဲ့အပြင်ဓမ္မသဘောတရားသဘောအကုန်လုံးလည်းနားမလည်ဘူး။ तू ကတော့ तू ကတော့ဟုတ်တယ် तू ကြည့်ကနေ तू ကြိုက်တယ်ဆိုနဲ့တကယ်အမှန်တရားတကူအခုဆရာတော်ကြီးဆုံးသက်တယ်။အဲဝိနည်းဆရာကြီးဆုံးသက်တယ်။ခုနကဆောင်းနာဖွဲ့ကလည်းတင်းကြတိုက်ကြတယ်။ဒါဒီအလုံးဟာဥစ္စာတဲ့လေလုံးဝမပတ်သက်ပါဘူး။အဲအဲ့လိုရှင်းကဲလာတော့မကင်းဘူး။ဟောတော့တာနာကိုဆောက်ရှောင်နေတဲ့သူတို့ဥစ္စာကအားပေးရမှာဖြစ်တယ်လို့ဥစ္စာကမနိုင်တဲ့နေရာကိုဆရာအောင်မြင်လို့စတက်ပြတတ်တယ်ဥစ္စာအားကိုးရတာ။ဥစ္စာဆရာကိုဆရာလိုမြင်တယ်လို့ခုနကလိုစာမတက်ပြတတ်တဲ့လုံနေလို့ကြံတဲ့တခါတခါမှအပင်မရောက်အောင်လုပ်လို့အောင်မြင်မှုရတော့ဥစ္စာကိုကြီးပါတယ်။ ဒါတကယ်ကိုသူဘလို့ပဲရမ်းနေနေသူဝင်ရင်မဆိုင်မဲအမောင်တွေကနေပြီးတော့အဆိုးကြုံတွေကလက်တိပြပြီးအားလုံးကိုအမုန်းနဲ့ကြောက်ပြနေတာပြင်မှန်းပါတယ်ပြန်ကျင်းလို့လည်းမရပါဘူးဦးစင်းနေတော့တောင်းမှန်နေဆွေးနေမှာလေသူတို့ရဲ့မှားနေတဲ့တရားတွေတောင်းမှန်ကြရမရှိဘူးဘုရားကိုင်သာစီစေးရရင်အဲ့ဒီမှာတော့တအမားအများကြီးပဲဒါမဲ့ဆရာအောင်နေလို့တော့ကောင်း၆တော့ဦးနေဆရာဖွဲ့တို့လုတော့ယူတော့မကြည့်ဘူးသူတို့ပြရလည်းမဖတ်ဖြစ်ဘူးအခုဆုံးပြပြဆောင်းလေးလေဦးစင်းကိုလည်းယူပါလေဒါမဲ့အဲ့ဒါလေးအားလုံးမြောင်းနေပို့ပြီးပါလေဦးစင်းကမှ ဆောင်းမတတ်ဘူးပေါ့။ဒါကြောင့်လဲဆိုတော့သူတပတ်ကိုမောမောလုတာမကင်းနဲ့ရင်ထဲကမေတ္တာတရားနဲ့တတ်တော်ရီတကယ်ကိုတရားမှန်မသိပဲလွယ်မှာတော့မရှိဘူး။ဆောင်းကမေတ္တာတရားတွေကိုတကယ်တရားရဲ့အဆုံးမနဲ့ချင်းရအထုံးနေတဲ့ပုံကူလေးကိုဥပဒေတရားတွေချင်းရအထုံးနေတဲ့ပုံကူလေးအပြည့်မရှိတဲ့လူနဲ့လာတဲ့သူကိုမကာကွယ်ပေးဘဲနဲ့ဥထောင်နေတဲ့အေးအဲ့ဒါလေဥပဒေနဲ့ဖြစ်စဉ်ကိုအမှန်မသိပဲဆောင်းကပြောကြနေတာနဲ့ညာလာမှုအလုံးချမ်းမြေ့နေတဲ့ကအင်းချမ်းသာရှိပါသေး။သူ့အကြောင်းသူ့အကံကံကောင်းပါစေ။ညံကောင်းပါစေ။ တမ်းရလွတ်မြောက်ဒီမှာရောက်ပါသည်အခုလိုလောကဒေါသမောဟကြီးနဲ့အခုမြင်းငိမ့်တာလို့လေဒီနိုင်ပါသေးလို့ဆန္ဒပြေဘုရားခင်ဆရာဝဲဟိုဘယ်လိုလုပ်လဲတံကြံလိုက်ဝင်ခြင်းအမတ်တရားလိုက်ဝင်ပြီးတာဦးစင်းပြောချင်နေတာကြာပါသည်ဒါပေမဲ့မပြောဘူးပုဂ္ဂိုလ်ကိုလည်းဆုံးဖြတ်တယ်လို့ဝါရုံလုံးလည်းငိမ့်ခံနေတာပဲအဲ့လိုပဲပြန်ပြန်ပြောတော့မပြောမပြန်မပြောတော့ဦးနဲ့နေတာကိုယ်စားလည်းပြန်ပြောတာမဟုတ်ပါဘူးခုနဦးစင်းလေးခင်မိတရာရဲ့တုံးသက်ချက်တွေကိုညာသိတော့ရှာကြည့်လိုက်ပါတော်တော်ကိုအဲကောင်းစားပါတယ် အဲ့ဒါကြောင့်ကိုတပည့်ကကိုမြောက်တယ်လို့ပြောလို့အခုလဲခင်မင်းတရာကိုဖုန်းဆက်ပြီးတော့အကြောင်းကြားလိုက်ပါတယ်နင်အခက်ခတ်ပြီးတော့ညပြစ်လောက်ပါတော့သူနဲ့ပတ်သက်တဲ့လူတွေအားလုံးကခင်မင်းတရာဆီမှာလာပြီးတော့နိစ္စနေတဲ့လူတွေပါဒါကြောင့်သူအကုန်ပြောနိုင်ပါတယ်ခုနကလူဟိုဒေါက်တာလေးရဲ့ဟိုအင်အောင်ကြီးပြဿနာကြီးတောင်းဘူးသူပြောလိုက်တာကြောက်ဆရာကြီးမနဲ့မတင်ငါရန်သူခုနဆရာလေးဥဒမခေရီဆိုရင်ဦးစက်စီလာဝင်လိုက်ဆရာလေးတော့ပထမဆုံးလာတာသူတဝါရှိတယ်ဒုက္ခရောက်ပါမယ်နော်ဒီကိုယ်ရဲ့ပုံစံအဲ့လိုဒီမှာဟုတ်ဒီလိုနားလည်ပါဖျားဘုန်းကြီးရှင်းမလားသူနားမလဲလို့ပါဖျားဒီနေ့တော့ဥက္ကမထီမသိသေးပါဘူးဒီလားရှင်းပါပဲဒါမဲ့တော့ဥက္ကမထီဘုန်းမဆာလီ သူဟာဒီနေ့ဒီဥတူရီယာခေါ်တက်နိုင်ပါမှာအပြစ်စကားအမုန်းစကားတခုမှမပြောပါဘူးကျန်တဲ့သူတွေကခံစားရလို့ပြောကြသလားဟောဥဒမစာရီယာလုံးဝသူ့ကိုတိုက်ခိုက်ခြင်းတပိတော့တိုက်နေတပိတော့ကမှာတပိတော့သူ့ကိုအများကြီးလှုပ်ပေးခဲ့ပါလေအခုလည်းသူ့ကိုအမားတို့ပြောခြင်းမဟုတ်ဆိုလို့သူ့ကိုယ်တိုင်ကဟောဥဒမစာရီကိုယ်တိုင်ကဥတူရီယာပေါ်မှာတကယ်ကိုဘယ်လိုပြောမလဲတွဲတဲ့ဥတဲ့လူတယောက်သူ့ပေါ်မှာအချိန်မှလွယ်မအောင်ဟိုမြကြီးနောက်ကိုသွားတာကိုဒီကိုယ်တော်လေးကိုခေါ်ပြီးတော့စွန်လာတယ်ဆိုပြီးသူ့ကိုမောင်းထုတ်လိုက်တယ်လို့ဒါလောက်လူရင်းနေတောင်သူကတော့ဒေါသ နဲ့ရှင်းလိုက်ရင်အကုန်လုံးတတ်တဲ့သဘောခုနဒေါ်ရီနူးဆိုလည်းအစ်ကြောင်းမှနေတာပါအဲ့တော့သူကားနဲ့လာခွန်းနဲ့ခုနကဟိုလေဒီဒီစနီးရလာအဲ့ကူလိုလေးကကားပေါင်းတာခုနမပြူလေသူကသူကိုယ်တိုင်ခေါ်ခဲ့တာပါလို့ပြောလို့ဆိုတော့ခုနကအဲ့ဆရာလေးကိုလည်းအဲ့ယောဂီကိုလည်းအဲ့ဘာလဲအနာဂတ်ဆိုရင်တရားကြောင်းမှပဲဆိုပြီးတော့လက်နေပက်ထားတော့ဟိုဒါလေးအများကြီးသူပြောခဲ့တာလေထားတော့မိတို့ပဲဆိုနေကားမှုအားလုံးပြီးစုံခဲ့ပါပြီ

အစီအရောအဲ့ဒါလည်းမပြောခင်မှာတပည့်တော်အရင်ဆုံးချက်နေနေလေးကတပည့်တော်ကဆွေးနေပြီလေဒီဆရာတော်ရဲ့မှာလုပ်ပိုင်ပိုင်နေရရှိတယ်တပည့်တော်အရင်ကြောင့်တော့မလေးဆွေးနေကြတာဟောမတော်တော့ဘာမှမရှိပါဘူးကြာကြီးသူကမှဟိုဒါမှမဟုတ်တော့ဆော့တော့တက်တာတော့မဟုတ်ပါဘူးဟိုတိုင်းကြီးတွေကဘာမှမချပါဘူးဘယ်လိုလဲတပည့်တော်ကယူသားတော့ချက်နေတာပဲတပည့်တော်ကိုယ်နေနေပဲအဲတော့တော့ဗျာစက်ကလေးစားမှာပါဗျာဟုတ်ပါရောပါအဲ့တပည့်တော်သူတို့တောင်းမှာနေခဲ့ဘူးလို့ကတပည့်တော်ရွာမှာရွာကနေပြီးတော့တာလိုရီတော်များများနေခဲ့ဘူးတဲ့။ဟော တော့ဒီကနေ့ပြည်ရင်ဘေးသားပြည်သူလေးပြောရတယ်ဘေးတော်ရဲ့ဆရာတို့လေးပြောရတယ်အဲ့ဒီမှာဒေါ်လာဘတ်ပြုခွင့်နေတာရောတုံးလေးဝါဆိုခဲ့ဦးလေးပုံတော်ရောဦးစီးရောဘာကောင်းလေးပြည်ရရှင်ရရှင်ရဒီဟိုတိနာလေးဆိုရင်ရှင်ပြည်ဒီပုံတော်နဲ့ပတ်သက်လေးညတိကျင်နာလေးရှိရှိတယ်ဘေးတော်ချောက်ကြည့်ရပါလေဗျာဟောဒီကျင်နာဆိုတော့လေရှင်ပြည်ကျင်နာပါလေသူရှင်ပြည်ဘာလို့ဘာလို့နေပေါ့ဘာလို့လိုအပ်ပြီးတော့ထဲလေပေါ့ခင်ဗျာတော့ကျင်ရောက်လာပြီးတော့ခင်ဗျာတော့အများကြီးတော့ တော့မဖော်ဘူးလို့တန်းတော့ပါမင်းကလည်းဒီညမှာဦးရဲ့နေ့ရက်ရှင်းပြအောင်နော်အခုပြောပြမှာကဒါကဘုလို့ဒီဘုလို့ဒါဘုလို့ဒီဟာလေးကိုနားထောင်နားထောင်မသိပဲနားထောင်နေရမှာဆိုတော့နော်ဦးရဲ့နေ့ရက်ပြောပြချင်တာကဒီဟာကဒါဗုဒ္ဓဘုံကြီးရဲ့အကြောင်းမှဒီကားမောင်းခဲ့တဲ့ကားသမားပေါ့နော်ဒီတော့ဟိုမုတ်တခုကိုနှစ်ခုလိန်ကားကြီးမင်းဘုမောင်းတဲ့ဒီဟာလေးကိုပြောပြမှာအဲ့ဒါကဦးရဲ့မေးလာမှာပေါ့နော်အဲ့ဒီဟာဒီဦးရဲ့လွန်ခဲ့တဲ့နှစ်နှစ်လောက်ထဲကဘုလို့ကျောင်းကိုမလာခင်လေကနော်ဦးရဲ့အတိရဒါလေးကိုရှင်းပြကျောင်းမလာခင်လေကဦးရဲ့ကျောင်းမလာခင်လေသူ့အကြောင်းကိုဦးရဲ့သိထားတယ် ိတ်ထားတဲ့အတွက်ပြန်လာဖို့ဟိုသူနဲ့ဦးနဲ့သွားတွေ့ရတဲ့အချိန်မှာကောင်းပါပြီပြောလေပြောပါဆိုတော့အဲ့ဒီကောင်းနေတယ်ဒီလိုမပြပါဘူးလက်တော့ဒီချောင်းမကြည့်တဲ့ပြေးပေါ့လေငါတို့မမေတို့ကောင်းလုံးနေခင်ဗျာအလုံးချမ်းမြေးဒီမှာဒီကောင်းနေတာဆက်ရပြီတရားစစ်ကိုဒီငင်းငင်းနဲ့အခင်းနဲ့အဲ့ကောင်ရပါသေးလို့စကောင်းရနားလိုက်ပါလေ